အဲမင်္ဂလာပါမြတ်ကုမင်း YouTube channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Manchester United အသင်းရဲ့လက်ရှိဒီရသည်အပြောင်းအရွှေ့စေခဲ့အတွင်းမှာဘယ်သူတွေကိုခေါ်ယူပြီးပြီလဲဘယ်သူတွေကိုဆက်လက်ခေါ်ယူဖို့ကြိုးစားနေတာလဲဘာတွေကြံ့ကြံ့မှုရှိနေတာလဲ ਨੇ ဘယ်သူတွေကိုရောင်းထုတ်ဖို့ကြိုးစားနေတယ်ဆိုရဲနောက်ဆုံးရသတင်းချက်လက်ကလေးတွေကိုကဘာကျော်သတင်းထောက် DC Reporting တစ်စင်းအချင်းချုပ်တင်ဆက်ပေးမယ့်ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ် မချက်စတာယူနိုက်တက်တင်းရဲ့အပြောင်းရွှေ့ဈေးကွက်ကိုမပြောခင်ဒီနှစ်ရာသီရဲ့အပြောင်းရွှေ့ဈေးကွက်ကဘယ်ချိန်စမှာလဲဘယ်ချိန်ပြိမှာလဲဆိုတဲ့အချက်လေးကိုတစ်ချက်လောက်ပြောပြချင်ပါတယ်ပုံမှန်ဆိုရင်အပြောင်းရွှေ့ဈေးကွက်တွေကဇွန်လ16ရက်နေ့ကနေ September 10ရက်နေ့အထိ ဖွင့်ပေမဲ့ဒီနှစ်မှာတော့ Fever Club World Cup လို့ခေါ်တဲ့ကမ္ဘာကလပ်များဖလားရှိတဲ့အတွက်ကြောင့်ဒီဖလားမှာဝင်ပြိုင်မဲ့အသင်းတွေ လူဝင်ရတောင်းတင်းဖို့အတွက်ဂျွန်လာတရက်နေ့ရနေဂျွန်လာ၁၀ရက်နေ့အထိပြောင်းရွှေ့စေခွက်ကိုခနာတာဖွင့်ပြီးဒီသေးနေလူဝင်ရဖြည့်တင်းဖို့အတွက်ဖွင့်ထားခဲ့တာပဲဖြစ်ပါတယ်ဂျွန်လာ၁၀ရက်နေ့ရနေဂျွန်လာ၁၅ရက်နေ့အထိပြောင်းရွှေ့စေခွက်ပြန်လည်ပိတ်သိမ်းခဲ့ပြီးတော့မနက်ဖြန်ဂျွန်လာ၁၆ရက်မှာတော့ပြောင်းရွှေ့စေခွက်တရက်ဝင်ပြန်လည်ဖွင့်လှစ်မှာပဲဖြစ်ပါတယ်ဒါကတော့ပြောင်းရွှေ့စေခွက်ခဲ့အချိန်လေးကိုပြပြပေးသွားတာပဲဖြစ်ပါတယ် အခု Manchester United အသင်းကအပြောင်းရွှေ့ဈေးကွက်ဒီရသည်မှာ Matthias Cunha ကို Wolverhampton အသင်းကပေါင်62.5သန်းနဲ့ခေါ်ယူအပြီးမှာတော့ဘယ်လိုမျိုးရောင်းထုတ်ဖို့ကြိုးစားနေသလဲဘယ်သူတွေကိုခေါ်ယူဖို့ဆက်လက်ကြိုးစားနေလဲဆိုတော့အချက်လက်တွေအရာပထမဦးဆုံးရောင်းထုတ်ဖို့ကြိုးစားနေတဲ့ကစားသမားဇင်းနေမှာတော့တိုက်စမူ Rasmus Hojlund ကို Manchester United အသင်းကရောင်းထုတ်ဖို့ကြိုးစားနေပါတယ်ဆိုတော့ ချိန်ထဲမှာပဲ Resme Highland ကို Inter Milan အသင်းကခေါ်ယူဖို့ချဉ်းကပ်နေတာပဲဖြစ်ပါတယ်။သို့တော့ Inter Milan အသင်းကတရားသည့်အငှား plus နောက်ရသည့်မှာခေါ်ယူမယ်ဆိုတဲ့ option ရကလန်ဘူးစူးစမ်းပြင်မဲ့ Manchester United အသင်းကဒီနေ့ရသည့်မှာပဲပေါင်45တန်းခန့်နဲ့ရောင်းမယ်ဆိုတဲ့သတင်းချက်လက်တွေလည်း drop ပေါ်နေပါတယ်။ဒုတိယတစ်ယောက်ကတော့ကျွန်တော်တို့ Aston Villa အသင်းက ရာသီဝက်အခါနဲ့ပြန်ရောက်လာမယ်ကျွန်တော်တို့တိုက်စစ်ကစားသမား Marcus Rashford ကဘာစီလိုနာအသင်းကိုပြောင်းရွှေ့နိုင်ဖို့အတွက်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းချက်လက်တွေကိုလည်းရရှိပါတယ် Marcus Rashford ကဘာစီလိုနာအသင်းရဲ့အနီးပြ Hansi Flick ကအကြိုက်ဆုံးကစားသမားထဲမှာပါပေမဲ့ဘာစီလိုနာအသင်းရဲ့အားကစားဒရိုက်တာဖြစ်တဲ့ Deco ကတော့ Liverpool အသင်းက Luis Diaz ကိုပိုပြီးစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ကြောင့် Marcus Rashford အနေနဲ့ပြောင်းရွှေ့ရအောင် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာစိတ်ဝင်စားစရာပါနောက်တစ်ယောက်ကတော့ real batics မှာရာသီဝက်အငှားနဲ့တောကစားပြီးခြေစွမ်းပြခဲ့တဲ့ Anthony ဖြစ်ပါတယ် Anthony ကတော့ရာသီဝက်အငှားပြီးတဲ့အချိန်မှာ Manchester United အသင်းကိုပြန်လဲရောက်ရှိလာပြီး Manchester United အသင်းကရောင်းထုတ်ဖို့ကြိုးစားနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် Anthony ရဲ့တတိယအရာ Real Betis အသင်းကတရားသည့်အငှား plus ပေါင်း35သန်းနဲ့ခေါ်ယူဖို့ကမ်းလှမ်းတော့မယ်ဆိုတဲ့တတိယအရာ တစ်ချိန်ထဲမှာပဲ Jupiter's အသင်းရဲ့အာကစားဒရိုက်တာမပြောင်းခင်အရင်အာကစားဒရိုက်တာက Jupiter's အသင်းရဲ့ကွဲလည်လူ Douglas Lewin နဲ့ Manchester United အသင်းရဲ့တိုက်စစ်ကစားသမား Anthony ကိုအလဲလဲလှုပ်ဖို့ဆွေးနွေးခဲ့ကြပေမဲ့အခု Jupiter's ကအာကစားဒရိုက်တာကပြောင်းရွှေ့သွားတာဖြစ်တဲ့အတွက်ကြောင့်အခုအာကစားဒရိုက်တာအတိတ်ကရောဘယ်လိုမျိုးဆက်လုပ်မလဲစောင့်ကြည့်ချင်းစရာကောင်းနေပါတယ်နောက်တစ်ခုကတော့ကိုယ်သမားအွန်နာနာပါ မန်ချက်စတာယူနိုက်တက်အသင်းကကိုသမားအူနာနာကိုရောင်းချခြင်းနေပေမဲ့အူနာနာကိုခေါ်ယူမဲ့ club အသင်းတွေရပါနေတာကြောင့်ရောင်းချဖို့ခက်ခဲနေပါတယ်။တချိန်တည်းမှာပဲ United ကအူနာနာကိုရောင်းချပြခဲ့ရင် Aston Villa ကလူတို့ရဲ့ငွေကြီးခက်ခဲကြောင့်ရောင်းချနိုင်တဲ့ကိုသမား Martinez ကိုပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့လူငယ်ကစားသမား Alejandro Garnacho ပဲဖြစ်ပါတယ်။ Europa League Final ဘောလုံးပွဲအပြီးမှာနီးပြ Ruben Amorim နဲ့ကတော့ကစားဖြစ်ခဲ့တဲ့ Manchester United အသင်းမှာအနာဂတ်မသိကြတော့တဲ့မရှိတော့တဲ့ Alejandro Garnacho ကတော့ပထမအနေနဲ့ Napoli အသင်းကနီးပြ Conte ကခေါ်ယူဖို့ကြိုးစားနေတယ်ဆိုပေမဲ့လည်းဒီလိုမှာ Eric Ten Hag က Leverkusen အသင်းကိုပြောင်းရွှေ့သွားတာဖြစ်တဲ့အတွက်ကြောင့် Leverkusen အသင်းက Alejandro Garnacho ကိုခေါ်ယူဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။သို့သောအခက်အခဲက အလဟန်ဒရိုဂါနာချူကပြောင်းရွှေ့ခြေပေါင်တန်60ကိုပေးနိုင်ပေမဲ့ကသာသမားကိုတိုင်ကလီဗာကူစင်အသင်းကိုမပြောင်းချင်တာရယ်ပရီးမီးယားလိဂ်မှာပဲဆက်လက်ကစားလုပ်နေတာကြောင့်ပြောင်းရွှေ့ကခက်ခဲနေပါတယ်ထို့ပြင်ကသာသမားတောင်းဆိုတဲ့လာကကိုလည်းလီဗာကူစင်အသင်းကမပေးနိုင်တဲ့အတွက်ကြောင့်ပြောင်းရွှေ့ကဘလို့ဖြစ်မလဲဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါကတော့ရောင်းဖို့ကြိုးစားနေတဲ့အစင်းဖြစ်ပါတယ်ဝေးဖို့ကြိုးစားနေတဲ့အစင်းမှာတော့ နေ့ကညကပဲ Fabrizio Romano ကအတည်ပြုလိုက်တဲ့ Sporting Lisbon ရဲ့တိုက်စစ်မှု Peter Jokeres က Manchester United အသင်းထက်ဆိုင်ရင် Arsenal ရဲ့အသင်းကိုပိုပြီးပြောင်းချင်ကြောင်းဆိုတဲ့သတင်းတွေ confirm လုပ်လာပါတယ်။ဒါကြောင့်မလို့ Manchester United အသင်းက Peter Jokeres ကိုစိတ်ဝင်စားနေစေဆိုပေမဲ့ဒီအပြောင်းရွှေ့ကဖြစ်လာဖို့တော်တော်ကြီးကိုခက်ခဲသွားပြီလို့ Fabrizio Romano ကတော့ဖော်ပြလာပါတယ်။ဒါကြောင့်မလို့တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်တင်းကဗစ်တိုယူဂရစ်နေရာမှာတခြား option တွေအနေနဲ့ Galatasaray အခု Napoli ရဲ့တက်ဆက်မှုဖြစ်တဲ့ Victor Osimhen ကိုတဖန်ပြန်ပြီးဆက်သွယ်လာတယ်လို့ကျွန်တော်တို့ Frank Beck အသင်းရဲ့တိုက်စစ်စာသမား so Hugo Atiki ကိုလည်းခေါ်ယူဖို့စိတ်စားနေပါတယ်။သို့တော်လည်းနေအောင်စလုံးကပြောင်းရွှေ့ကြီးရောလာကားရောမှာအခက်အခဲရှိနေတာဖြစ်တဲ့အတွက်ကြောင့်ခေါ်ယူဖို့အတွက်နေငယ်ကြံ့ကြံ့နေဦးမှာပဲ။ ဖြစ်ပါတယ်ဒုတိယတစ်ယောက်ကတော့ကျွန်တော်တို့ပထမတစ်ချိန်ကဲလတ်မှုပြီးမှပယ်ချခြင်းခံခဲ့ရတဲ့ Brandfo ရဲ့တိုက်စစ်ဆာသမား Brian Ambumo ပဲဖြစ်ပါတယ် Brian Ambumo ဟာ Manchester United ထင်ကိုပြောင်းရွှေ့ဖို့အတွက်ဇယားထက်တန်လျက်ရှိပြီးပြောင်းရွှေ့ကဘာလို့ကြန့်ကြာသွားတာလဲဆိုရင်တော့ Spartan ကသူတို့ရဲ့ဒီပြားကိုထုတ်ပယ်ခဲ့ပြီး နီးပြအစ်အနေနဲ့ Brandfoot ရဲ့နီးပြ Thomas Frank ကိုခန့်အပ်ခဲ့ပြီးနောက်ပိုင်းမှာ Thomas Frank ကသူ့ရဲ့တပည့်ဟောင်းနေဖြစ်တဲ့ Brian Ambumo ကို Spading ကိုခေါ်ယူချင်နေတယ်ဆိုတဲ့အကြောင်းထပ်ပေါ်လာခဲ့ပါတယ်။အချိန်ထဲမှာ Manchester United တင်ရလေ Brian Ambumo ကသူ့ရဲ့တိုက်စစ်အတွက်နံပါတ်1ပြစ်မှတ်ဖြစ်ပေမဲ့အခုဒုတိယအချိန်ကန်လတ်မှုက Brandfoot ရဲ့ကန်လတ်မှုထက်နေဆက်မှုရှိမယ်။သို့တော့ Brandfoot က စမတန်တောင်းဆိုနေမယ်ဆိုရင်တော့သူတို့အနေနဲ့တခြားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ Crystal Palace က Axie နဲ့ဘုံပေါက်တင်က Seminyu တို့ကိုပြောင်းလဲခေါ်ယူမယ်ဆိုပြီးတရေလွတ်ထားတာပဲဖြစ်ပါတယ်။ဂျာကတော့ Manchester United တင်ရဲ့လက်တလောဒီရသည်ပြောင်းရွှေ့စီခွဲ့ရဲ့လှူရှားနေမှုပဲဖြစ်ပါတယ်။တရင်ကိုဆက်လက်နားထောင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်။